အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာဘုဒ္ဓရာပြည့်မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့အင်ဂျင်မောင်းတိန်တွေမကောင်းရင်ဘာတွေဖြစ်လာနိုင်လဲအင်ဂျင်မောင်းတိန်တွေနဲ့ပတ်သက်တဲ့ပြစ်ချက်တွေကိုမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်လေးနဲ့ဘုဒ္ဓရာပြည့်မျှဝေပေးခြင်းပါတယ်အင်ဂျင်မောင်းတိန်ဆိုတာကတော့အင်ဂျင်မာကောဂီယာပေါက်မာရောတက်ဆင်အသုံးပြုကြတဲ့အင်ဂျင်မောင်းဂီယာမောင်းလို့ခေါ်တဲ့မောင်းတိန်တွေဖြစ်ပါတယ်အင်ဂျင်နဲ့ ဖရင်ရဲ့ဂျားတဲ့ဂီယာပေါင်းနဲ့ဖရင်ရဲ့ဂျားထဲမှာတက်ဆင်အသုံးပြုထားတဲ့ mounting တွေဖြစ်ပါတယ်။အဲ့ဒီ mounting တွေမှာဆိုရင်ဘာတွေပါဝင်မလဲဆိုတော့ rubber တွေပါမယ်၊ bracket တွေပါဝင်မှာဖြစ်ပါတယ်။အဲ့ဒီ rubber တွေသို့မဟုတ် bracket တွေပြည့်ချက်ဖြစ်တဲ့အခါမှာ mounting တွေပျက်စီးသွားတဲ့ပြည့်ချက်တွေကြောင့်တုံခါမှုတွေဖြစ်တဲ့ပြဿနာမျိုးဖြစ်စေနိုင်ပါတယ်။အဲ့တော့ mounting တွေကဘာလို့ပြီးတာလဲဆိုတော့ engine တွေ gear box တွေရဲ့တုံခါမှုတွေကို တက်နိုင်သမျှလျှော့ချပေးပါတယ်။မောင်တိန်နေမှာဆိုလို့ရှိရင်အကြမ်းမြင်အဖြစ်အမျိုးအစား၃မျိုးရှိပါတယ်။တစ်မျိုးကကြတော့ rubber mountain ဖြစ်ပါတယ်။ rubber mountain ကတော့လက်ရှိကားတွေမှာအသုံးပြုနေတဲ့တော်တော်များများအသုံးပြုနေကြတဲ့ mountain အမျိုးအစားပါ။အရန်ရိုးရှင်းပါတယ်။သူ့မှာကတော့ဒီ rubber ဒုံးတွေပါဝင်မယ်။ပြီးတော့ဒီတက်ထုပြားတွေနဲ့ပေါ့ဗျာနော်။အဲ့လိုမျိုးနဲ့သူကဖန်တီးတိဆောက်ထားတဲ့ရိုးရှင်းရှင်းပုံစံမှာဈေးနှုန်းကလည်းအရန်များတဲ့အနေအထားမျိုးမဟုတ်ပါဘူး။ နောက်ထပ်တစ်မျိုးကတော့ hydraulic mountain တွေဖြစ်ပါတယ်အတွင်းထဲမှာဆိုလို့ရှိရင်တော့ဒါအရည်ဖြည့်ထားတယ်ပေါ့ဗျာเนาะချမ်ပါတွေပါပြီးတော့မှသူက liquid တွေဖြည့်ထားတဲ့ပုံစံမျိုးပါနောက်ထပ်တစ်မျိုးကတော့ active mountain ဖြစ်ပါတယ် active mountain ကတော့သူက ec ကနေ control လုပ်ပြီးတော့ hydraulic pressure ကိုဒယ်လီလိုဒလိုလိုက်ပြီးတော့ချိန်မိတယ်ချိန်မိတယ်ဆိုတာက engine တုန်ခါမှုများရင် သူ့ရဲ့ hydraulic pressure ကိုနည်းနည်းညှင့်ပေးလိုက်တဲ့ engine တုံခါမှုနည်းရင် hydraulic pressure ကိုချော့ပေးလိုက်တဲ့အဲ့လိုပုံစံမျိုးနဲ့သူကလိုလိုလိုက်ပြီးတော့ထိန်းချုပ်တဲ့ပုံစံမျိုးပါအဲ့တော့ဒီ mountain မှာအမျိုးအစားသုံးမျိုးဖြစ်တဲ့ rubber mountain hydraulic mountain additive mountain တွေပါဘလို့ပဲဖြစ်ဖြစ် mountain တွေမှာပြည့်ချက်ဖြစ်တဲ့အခါမှာနောက်ဆက်တွဲတွေကတော့တုံခါမှုကတော့အဓိကဒါကြုံတွေ့လာနိုင်တဲ့ပြဿနာတစ်ခုဖြစ်ပါတယ်အဲ့တော့ mountain တွေရဲ့အဓိကလုံးဆောင်ချက်ကလည်းတုံခါမှုတွေကို ချော့ချပြီးတဲ့အလုပ်ဖြစ်ပါတယ်အဲ့တော့ engine တွေ gear box တွေရဲ့တုံခါမှုတွေကိုသူကတတ်နိုင်တဲ့များ short ချပြီးပါတယ်တကယ်လို့အဲ့ဒီ mounting တွေမကောင်းတဲ့အခါမှာတစ်ခါလေမှကျွန်တော်တို့ဘာနဲ့မားတက်လဲဆိုတော့ auto gear ကားတွေမှာ gear စောင့်တလို့လို့ engine ကပဲတုံနေတလို့လို့အဲ့လိုပြစ်ချက်မျိုးတွေကိုကျွန်တော်တို့ကြုံတွေ့ရပါတယ်အဲ့တော့ mounting တွေနဲ့ပတ်သက်ပြီးတော့ဘာကြောင့် mounting တွေကပျက်စီးရတာလဲအဲ့တော့ mounting တွေပျက်စီးရတဲ့အကြောင်းရင်းတွေကတော့ကျွန်တော်တို့ mounting တွေကတက်တန်းတစ်ခုကြာသွားတဲ့အခါမှာ rubber တွေကပျက်စီးပြီး ီးတော့မှမောင်းတိန်တွေပြက်စီးရတဲ့အကြောင်းရင်းထဲမှာလည်းဒါကအများဆုံးဖြစ်တဲ့အကြောင်းရင်းမှာတချို့ကြတော့ mountain ဆိုတာကလဲရမယ်ဆိုတာကိုမိနေတတ်ကြပါတယ်အဲ့တော့ mountain တွေကပျက်စီးတဲ့အခါမှာလဲကိုလဲပြရမယ် mountain မလဲရင်နောက်ဆက်တွဲကတုံခါမှုတွေက engine လိုလို gear box လိုလိုကြုံတွေ့ရပါတယ်ဒါကြောင့် mountain တွေကတက်တန်းကြသွားလို့ရှိရင် mountain မကောင်းတော့တာနဲ့ကျွန်တော်တို့ကလဲပြဖို့လိုအပ်ပါတယ်ဒါကြောင့်ပရမတ်ချက်အနေနဲ့ကတော့ mountain တွေပျက်စီးရတဲ့အကြောင်းရင်းမှာတက်တန်းကြောင်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ mountain တွေက rubber နဲ့လုပ်ထားတာဖြစ်တဲ့အတွက် rubber တွေကလည်းတက်တန်းတစ်ခုကြာသွားတဲ့အခါမှာပျက်စီးနိုင်ပါတယ်အဲ့တော့တက်တန်းတစ်ခုကြောင့် mountain တွေပျက်စီးနိုင်တယ်ဆိုတဲ့အချက်ကလည်း ယ်ဒါအများဆုံးဖြစ်တဲ့ပြစ်ချက်တွေမှာပါဝင်ပါတယ်တချို့ mountain တွေမှာကတော့ စီတွေပေါ့ဗျာနော်စိတ်ဝင်ပြီးတော့မှမောင်းတိန်တွေပြက်စီးတာဘယ်လိုမျိုးလဲဆိုတော့အင်ဂျင်ဝိုင်းတွေပဲဖြစ်ဖြစ်လောင်စာစီတွေပဲဖြစ်ဖြစ်အဲ့ဒီစီတွေဆိုပြီးတော့မှရာဘာတွေပြက်စီးတဲ့ပြဿနာမျိုးကြောင့်လည်းမောင်းတိန်တွေပြက်ပါတယ်အထူးသဖြင့်ကတော့အောက်ကမောင်းတိန်တွေပေါ့အထူးသဖြင့်ဂီယာပေါင်းမောင်းတိန်တွေဆိုရင်အော်တိုစီတွေယူတာတို့နောက်ဒီဂီယာဝိုင်းတွေယူတာတို့အင်ဂျင်ဝိုင်းတွေပေါ့ဗျာသွားပြီးတော့ထိပြီးတော့မှရာဘာတွေပြက်စီးတဲ့ပြဿနာမျိုးကြောင့်မောင်းတိန်တွေပြက်စီးတဲ့ပြဿနာကိုလည်းကျွန်တော်တို့ကြုံတွေ့နေနိုင်ပါတယ်နောက်တဲ့တစ်ချက်ကကြတော့ accident ဖြစ်တာပေါ့နော် အက်ဆီဒန့်ဖြစ်တယ်ဆိုတာကကားတိုက်တာပဲဖြစ်ဖြစ်တခုနဲ့တိုက်မိတာပဲဖြစ်ဖြစ်မောင်းတိန်တွေပျက်စီးတဲ့ပြဿနာမျိုးတွေလည်းကြုံတွေ့နေနိုင်ပါတယ်ဒါကတော့ထိခိုက်မိတာကြောင့်မောင်းတိန်တွေပြက်တာပါနောက်ထပ်မောင်းတိန်တွေပြက်နိုင်တဲ့ပြချက်တခုကတော့ engine ရဲ့ vibration ပေါ့နော် engine ကပုံမှန်ထက်ပူပြီးတော့တုန်ခါနေတာကြောင့် engine တုန်ခါမှုများလွန်းတာကြောင့်လည်း engine mounting တွေပျက်စီးနေနိုင်ပါတယ် engine တုန်ခါမှုများတယ်ဆိုတာက engine ဘိုင်းမှာ error ဖြစ်တာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေက modify လုပ်လိုက်လို့ အင်ဂျင်တုံခါမှုများစွာပဲဖြစ်ဖြစ်မောင်းတိတ်နေကိုလည်းတက်တန်းတူစီပါတယ်ဥမာပြောရမယ်ဆိုရင်ကျွန်တော်တို့များသောအားဖြင့်ပေါ့နော် probot တွေဆိုလို့ရှိရင် compressor တွေပေါ့သူ့ရဲ့ original compressor တွေကဈေးကြီးတဲ့အတွက် compressor တွေမကောင်းလို့လဲတဲ့အခါမှာတခြားကားတွေက ဈေးသက်သာတဲ့ဒီ magnetic clip type compressor တွေကိုပြောင်းပြီးတော့သုံးကြတယ်အထူးသဖြင့်တော့ Nissan ကားတွေက magnetic clip compressor တွေကို ပြောင်းသုံးတဲ့အခါမှာ compressor ကိုယုံရတဲ့ engine ရဲ့ဒီအားကပူပြီးသုံးရတာဖြစ်တဲ့အတွက် engine power နည်းနည်းကျသွားတဲ့အခါမှာ engine ရဲ့တုန်ခါမှုကလည်းတိတာလာတယ်အဲ့လိုမျိုးတိတာလာတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ engine က တုံတယ်တုံတဲ့အခါမှာ engine mounting ကိုလည်းမြန်မြန်ဆန်ဆန်ပျက်စီးစေတယ်ပေါ့ဗျာเนาะအဲ့လို engine တုံတဲ့အခါမှာကျွန်တော်တို့အနေနဲ့အဖြေရှာရလဲတော်တော်လေးခက်တယ်ဒါက ဥမာပလက်ဒီမကောင်းတာလားပလက်ကွိုင်းဒီမကောင်းတာလားအင်ဂျက်တာတွေလား MEF စင်ဆာတွေလားတခြားဒီလေတကားပေါ့ဗျာစုံပေါ့အဲ့လိုမျိုးတာတွေကြောင့်လိုက်ရှာပြီးမယ်လေအဲ့ဒါကကွန်ပရက်ဆာကိုပို့ပြီးယုံနေရတဲ့အတွက်အင်ဂျင်တုန်ခါတဲ့ပြဿနာမျိုးကြုံနေရတာပေါ့နော်အဲ့ဒီခါလေးမှာဆိုရင်အဲ့လိုမျိုးပြစ်ချက်တွေကြောင့်မဟုတ်ဖမ်းနဲ့အင်ဂျင်မောင်းတင်းကြောင့်လည်းအင်ဂျင်တုန်တဲ့ပြဿနာမျိုးကိုကြုံတွေ့နေနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့တွေကအင်ဂျင်မောင်းတင်းရဲ့ပြစ်ချက်ကိုလည်းသတိမေ့ထားလို့မရပါဘူးအဲ့တော့အင်ဂျင်မောင်းတင်းနဲ့ပတ်သက်ပြီးတော့ကြုံတွေ့ရတဲ့လက္ခဏာတွေအများကြီးပဲရှိပါတယ် အထူးသဖြင့်ကတော့ကျွန်တော်ရှင်းပြခဲ့သလိုပဲဒီ engine တုံခါမှု gear ဘောက်တုံခါမှုတွေဖြစ်တယ်ဆိုရင်ဒါ engine mounting နဲ့ပတ်သက်တဲ့ပြစ်ချက်လို့ပြောလို့အဲဒါစဉ်းစားရမယ့်အချက်တည်းမှာပါဝင်နေပေါ့ဗျာနော်ဒါပြောရမယ့်အချက်တည်းမှာပါဝင်ပါတယ်နောက်တစ်ချက်အနေနဲ့ကကြတော့ကျွန်တော်အနေနဲ့ကားကိုလီဘာနင်းလိုက်တာပဲဖြစ်ဖြစ် engine ပေါ့နော်လီဘာနင်းပြီးတော့အချိန်တင်လိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင် brake ကိုနင်းလိုက်တာပဲဖြစ်ဖြစ် engine ရဲ့လှုပ်ရှားမှုအရင်များနေတယ်အဲဒါခါကျရင်ကျွန်တော်အတန်အောင်ကြားရတယ် glow glow ဆိုတဲ့အတန်တွေပါကြားရတယ်ပေါ့ဗျာเนาะအဲ့လိုမျိုးဖြစ်နေပြီဆိုရင် mountain တွေကိုတေချာစစ်ဆေးပြီးဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကအတန်တွေထွက်နေတာပေါ့ဗျာเนาะဒါက mountain ပြစ်ချက်ကြောင့်လည်း ဖြစ်တတ်ပါတယ်ကျွန်တော်ကတော့ဒီ video file မှာ mountain နဲ့ပတ်သက်တဲ့ပြစ်ချက်ကိုဦးစားပေးပြီးရှင်းပြတာဖြစ်တဲ့အတွက်ဒီချက်တွေက mountain နဲ့ပတ်သက်ပြီးတော့ view ဆိုင်မဲ့အချက်တွေထဲမှာပါဝင်ပါတယ်နောက်တစ်ချက်အနေနဲ့က manual gear က မန်နျူအယ်ဂီယာကားမှာကျွန်တော်ဂီယာထိုးတဲ့အခါမှာအဲတနည်း3လေးပေါ့ဗျာထိုးတဲ့အခါမှာဂီယာကောင်းကောင်းမဝင်တာမျိုးအဲ့လိုမျိုးကလည်းမောင်းတင်းကြောင့်လည်းဖြစ်တတ်တယ်ဘာကြောင့်လဲဆိုတော့ဂီယာလင့်နေကမောင်းတင်းနဲ့မောင်းတင်းနေနဲ့အကုန်လုံးအထိုင်ကျပြီးတော့ဒီ alignment တွေမှန်အောင်လုပ်ထားပြီးမယ်လေအဲအဲ့လိုမျိုးမောင်းတင်းနေမကောင်းတာကြောင့်လင့်နေကစောင်းကုန်တယ်အဲ့မှာဂီယာဒန်တွေကအကုန်လင့်နေပါစောင်းပြီးတော့ကောင်းကောင်းထိုးလို့မရတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဒီဂီယာပေါက်ပေါ်မှာတစ်ခါလေဂီယာဒန်စိုက်ပြီးထိုးရတာတော့ပြဿနာမရှိပြီးမယ်တစ်ခါလေးမှာခြုံကားတွေက လင့်အနေနဲ့ထိုးရတဲ့အခါမှာဆိုရင်တော့အဲ့လိုမျိုးမောင်းနေမကောင်းတဲ့အခါမှာစောင်းပြီးတော့သူသူ့ရဲ့ line တွေ gear line တွေစောင်းပြီးတော့ gear ထိုးရတာမလွယ်တဲ့ပြဿနာမျိုးတွေလည်းကြုံတွေ့နေနိုင်ပါတယ်။ auto gear ကားတွေမှာဆိုရင် p ကနေပြီးတော့ r တို့နောက် p ကနေပြီးတော့မှကျွန်တော်တို့ d တို့အစားရှိသည့်ဖြစ်ပေါ့ထိုးလိုက်တဲ့အခါမှာ engine လုံးကြီးပါလှုပ်သွားတဲ့ပုံစံမျိုးတွေကြုံရပါတယ်။အဲ့လိုမျိုးကြုံရတယ်ဆိုရင် engine တွေ gear box တွေရဲ့ပြစ်ချက်တွေအပြင်ကို မောင်းဒိန်းတွေရဲ့ပြစ်ချက်ကိုလည်းကျွန်တော်တို့အနေနဲ့ဒါသတိထားပေးရမှာဖြစ်ပါတယ်။ဒါအပြင်အင်ဂျင်မောင်းဒိန်းတွေရဲ့ပြစ်ချက်တွေကြောင့်အိဇောပိုက်လိုင်းတွေ alignment စောင်းကုန်တာမျိုးကိုလည်းကျွန်တော်တို့ကြုံတွေ့ရပါတယ်။ဒါကတော့ဘာဖြစ်လို့လဲဆိုတော့အင်ဂျင်တွေကတချမ်းစောင်းသွားမယ်မောင်းဒိန်းတွေကြောင့်ပေါ့နော်အင်ဂျင်တွေကြီးကြီးတချမ်းစောင်းသွားတဲ့အခါမှာအိဇောပိုက်တွေပါလိုက်ပြီးတော့လိန်ကုန်တဲ့ပုံစံမျိုးတွေကြုံတွေ့နေနိုင်ပါတယ်เนาะဒါကြောင့်မယ်ဒီအချက်တွေကိုတော့မိတ်ဆွေတို့အနေနဲ့သိချာလေးယူဆိုင်စီခြင်းပါတယ်အဲ့တော့အင်ဂျင်မောင်းဒိန်းနဲ့ပတ်သက်ပြီးတော့ကြုံတွေ့ရတဲ့ပြစ်ချက်တွေကိုမပြုတ်ပြင်ဘဲနဲ့ ဒီတိုင်းပဲထားမယ်ဆိုရင်ဘာတွေဖြစ်နိုင်လဲဆိုတော့ right train နဲ့ပတ်သက်တဲ့အခြားအစိပ်ပိုင်းတွေပျက်စီးနိုင်တယ်အထူးသဖြင့်ကတော့ကျွန်တော် CB joint တွေမှာလည်းလာပြီးဒုက္ခပေးနိုင်တယ် right shaft တွေမှာလည်းလာပြီးဒုက္ခပေးနိုင်တယ် engine mounting ကိုဒီမလဲတဲ့အခါမှာ gear ဘောင်းနဲ့ပတ်သက်တဲ့ mounting တွေပါလာပြီးတော့ဒုက္ခပေးနိုင်တယ်ဆိုတော့ကတော့ကျွန်တော်တို့ကားစီးမှာ engine mounting gear ဘောင်း mounting က 3လုံးလောက်ရှိမယ်4လုံးလောက်ရှိမယ်တစ်လုံးကိုမလဲမိတာနဲ့နောက်ကျန်တဲ့3လုံးမှာဝင်ဘူဒီထန်းနေရပြီးတော့အဲ့ဒီ3လုံးမှာမြန်မြန်ဆန်ဆန်ပြည့်စည်နေနိုင်ပါတယ်ဒါကြောင့်အင်ဂျင်မောင်းတိမ်းမဲဖြစ်ဖြစ်ဂီယာဘောင်းမောင်းတိမ်းမဲဖြစ်ဖြစ်ပြတ်နေတယ်ဆိုတာသိလို့ရှိရင်ကျွန်တော်တို့အနေနဲ့လဲပေးဖို့တော့အကြံပြုချင်ပါတယ်။ဒါအပြင်အဲ့ဒီ mountain တွေကိုမလဲပဲနဲ့တိုင်းထားမယ်ဆိုရင် exhaust system မှာလည်း joint တွေပြတ်ထွက်တာမျိုးတွေ engine နဲ့ပတ်သက်ပြီးတော့ vibration တွေပေါ့ဗျာတုန်ခါမှုတွေဆူဆူရွာဖြစ်ပြီးတော့မှ ဝါယာကြိုးတွေကွန်တာတွေလွတ်တာတို့စန်စာရဲ့ကွန်တာတွေလွတ်တာတို့ဒီလိုပြဿနာမျိုးတွေလည်းကြုံတွေ့နေနိုင်ပါတယ်။ဒါကြောင့်မဲမိတ်ဆွေတို့အနေနဲ့အင်ဂျင်မောင်းတိန်တွေဂီယာမောင်းမောင်းတိန်တွေပြည့်ချက်ဖြစ်တဲ့အခါမှာတက်နိုင်တဲ့များအမြန်ဆုံးပြုပြင်နိုင်မယ်ဆိုလို့ရှိရင်အခြားစိတ်ပိုင်းတွေပျက်စီးမှုကလည်းကာကွယ်နိုင်မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့အင်ဂျင်မောင်းတိန်တွေဂီယာမောင်းတိန်တွေနဲ့ပတ်သက်ပြီးတော့ များသောအားဖြင့်ပျက်စီးစေနိုင်တာက C တွေပေါ့ဗျာအဲ့ဒီပေါ်မှာသွားပြီးတော့ယူစိတ်ပြီးတော့မှအဲဒီကျွန်တော်ရာဘာတွေပကြအပ်ပြီးတော့မှပဲထွက်တဲ့ပြဿနာမျိုးတွေတော်တော်များများကြုံတွေ့ရပါတယ်ဒီအချက်ကလည်းရေးကြီးသလိုအင်ဂျင်တုန်ခါမှုအရင်များရင်လည်းမောင်တင်းတွေကိုမြန်မြန်ဆန်ဆန်ပျက်စီးစေနိုင်တာဖြစ်တဲ့အတွက်ဒီအချက်တွေကိုတော့သေချာလေးယူဆိုင်စေချင်ပါတယ်အဲကျွန်တော်အထူးမှာကျင်တာကတော့ကျွန်တော် engine mounting နေ gear ပေါင်း mounting နေမကောင်းတာကနေပြီးတော့အဲ့ဒီပြစ်ချက်ကိုသတိမထားမိဘဲနဲ့ engine တုံနေပြီးတော့ပဲကျွန်တော်တို့ကတော့ လက်ဒီစစ်တယ်ပလက်ကွိုင်းနေစစ်တယ်အင်ဂျင်တာတွေစစ်တယ်တခြားဘိုင်းတွေပေါ့ဗျာလေတကားတွေစစ်တယ်ဆန်ဆာတွေစစ်တယ်အောက်ဆီဂျင်ဆန်ဆာတွေစစ်တယ် MES ဆန်ဆာတွေစစ်တယ်အဲ့လိုမျိုးစစ်တဲ့ဟာတွေကကျွန်တော်လွဲမှားစွာနဲ့ တခါလေးမှာလုံမိတတ်ကြပါတယ်ဒါကြောင့် engine တုံနေလို့ပြောရင်အဲ့ဒီ sensor တွေအဲ့ဒီ actuator တွေအဲ့ဒီပစ္စည်းတွေကြောင့်လည်းဖြစ်တတ်တယ်လို့ engine mounting တွေ gear box mounting တွေကြောင့်လည်းဖြစ်တတ်တယ်ဆိုတာလေးကိုမိတ်ဆွေတို့အနေနဲ့သေချာလေး insight စီခြင်းပါတယ်ဒီ video file မှာကတော့ engine mounting gear box mounting နဲ့ပတ်သက်ပြီးတော့ကြုံတွေ့လာနိုင်တဲ့ပြစ်ချက်တွေကြုံတွေ့လာနိုင်တဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုကူသားဖြစ်မျှဝေပေးကြတာဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ